မြန်မာနိုင်ငံရဲ့အရေးပါတဲ့ဗမာမျိုးမှအခြေအနေတွေကတော်တော်လေးကိုအရှင်အဟုန်နဲ့ပြောင်းလဲနေပါတယ်။မကြသေးခင်ကမှတော်လန်ရဲတက်ခွဲတဲ့ရဲ့လက်ထဲကိုရောက်သွားတဲ့ဒီမျိုးကိုပြန်လဲရယူဖို့အတွက်အခုဆိုရင်ပြင်းထန်တဲ့ထိုးစစ်တကုတ်စတင်နေပါသည်။ကဲဒီနေ့တော့ဒီတိုက်ပွဲရဲ့နောက်ွယ်ကအဖြစ်ပြက်တင်နဲ့ရှေ့ဆက်ပြီးပါတယ်ဖြစ်လာနိုင်မလဲဆိုလာကိုအတူတူလေးလာကြည့်ကြရအောင်။ ဟုတ်ပါတယ်တလန်ရဲတောက်ဖွဲ့ရီရဲ့အောင်ပွဲခံတန်းဒီတောင်းမတိုက်သေးခင်ပါပဲဘန်းမော်မျိုးကိုပြန်လဲတင်ပိုက်ဖို့အတွက်ပြင်းထန်တဲ့တံပြန်ထိုးစစ်တစ်ခုဆက်တင်နေပါပြီဆိုတော့ဒါကဒေတာတွေ့အင်အားရှင်ခွင့်ညာကိုမှကြောင်းသွားစင်နိုင်တဲ့တိုက်ပွဲတစ်ခုရဲ့အစလို့ပြောလို့ရပါတယ်ဟုတ်ပြီဒါဆိုပထမဆုံးအငင်းနဲ့အခုတိုက်ပွဲတွေကဘလောက်တောင်ပြင်းထန်နေပြီလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင်တော်လန်ရဲတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေအရဆိုရင် ပူပေါင်းတပ်ဖွဲ့တွေကမြို့နယ်၅မိုင်အကွာပဲရှိတော့တယ် တော်တော်လေးနှီးကပ်လာပြီပေါ့နော်ဒီဖိအားကြောင့်ပဲတော်လန်ရီတပ်ဖွဲ့တွေဟာခမိုးနဲ့စက်တော်ရွာတွေလိုအရေးပါတဲ့နေရာတွေကနေနောက်ဆုတ်ခဲ့ရပြီးအခုဆိုရင်အဲ့ဒီနေရာတွေဟာတိုက်ပွဲတွေရဲ့ဗဟိုချက်မလို့ဖြစ်လာနေပါတယ်ကဲဒီလောက်ညံ့ညံ့ဆန်ဆန်အချိန်မင်းလာတဲ့ဒီတိုက်ပွဲတွေကဘယ်ကဘယ်လိုဆက်လာတာလဲအဖြစ်ဖြစ်တွေကိုအချိန်နဲ့တပြည်ညီလဲပြန်ကြည့်လိုက်ကြရအောင်တကယ်ကိုမျက်စိတမိတ်အတွင်မှာဖြစ်သွားတာပါရပိုင်းလေးအတွင်မှာပဲတော်လန်ရစ်တပ်ဖွဲ့တွေကဘိုင်းမော်ကိုသိမ့်လိုက်တယ် အဲ့ဒီနောက်စနေနေ့ကျတော့တံပြန်ထိုးစစ်ကချက်ချင်းဆိုသလိုဆလာတော့အော်တိုဘကောင်းရင်နေ့မှာလေချောင်းတိုက်ခဲမှုတွေပါလာတဲ့အခါမှာတော့အချင်းကြီးကလုံးဝကိုအဆင့်တဆင့်တက်သွားပါတော့တယ်။ဟုတ်ပြီဒီတံပြန်ထိုးစစ်ကိုဘယ်သူတွေအားဦးဆောင်နေတာလဲပြီးတော့သူတို့ဘယ်လိုနီးဗျူဟာတွေတုံးနေတယ်လဲဆိုတာကိုစပီးကြည့်ကြမယ်။ ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကတစ်ဖက်မှာတော့ဖမ်းမော်ကိုတင်ထားတဲ့ဒေါ်လန်ကြီးတက်ဖွဲ့တွေပေါ့သူတို့ကိုရင်ဆိုင်နေတာကကြတော့စစ်ကောင်စီရဲ့တက်မော်တက်တဲ့သုံးကြီးနောက်ပြီးရှောင်းနီမျိုးသားများတက်မတော် SNE တို့ပေါင်းထားတွေဖွဲ့ပါအထူးသဖြင့်ဒီ SNE ပါဝင်လာတာကဒီဒေသကမဟာမိတ်ဖွဲ့စည်းမှုတွေဘလောက်တောင်ရှုပ်ထွေးလဲဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်သားစေပါတယ် ဒါကိုကြည့်ရင်ဒီထိုးစစ်ကတိတိမွမွားစစ်စင်ရဲ့တခုလုံးဝမဟုတ်ဘူးဆိုတာသိနိုင်ပါရဲ့မြို့ကိုပြန်ရဖို့အတွက်မြေပင်တပ်အင်အားအမြဟိုင်းတုံးနေတယ်ဆိုတဲ့အချက်ကပဲဘန်မော်ဟာနှစ်ဖက်စလုံးအတွက်ဘလောက်တောင်အရေးပါတဲ့ဗျူဟာမြုံနေရလဲဆိုတာကိုပြနေတာပါပဲမြေပင်မှာတိုက်ပွဲတွေဖြစ်နေနေရဖြင့်ဒီပဋိပက္ခကိုနောက်တစ်စိတ်တက်သွားစေတဲ့အဓိကအပြောင်းအလဲတခုရှိလာပါတယ်အဲ့ဒါကဘာလဲဆိုတော့အောက်တိုဘာ9ရက်နေ့မှာပူပေါင်းတပ်ဖွဲ့ဒီဘက်ကလေကြောင်းတက်ခိုက်မှုတွေကိုစပြီးတုံးလာတာပါပဲ။ ဒါကတိုက်ပွဲရဲ့ပြင်းထန်မှုကိုရောအရေးပါမှုကိုရောပြလိုက်တဲ့အဓိကအပြောင်းလဲချက်ခုလို့ပြောရမှာပါ။ကဲဒီဖြစ်ဖြစ်တွေအလုံးကိုခြုံကြည့်လိုက်ရင်ဘန်းမော့ရဲ့အနာဂတ်ကဘလို့ဖြစ်လာနိုင်မလဲ။အခုလက်ရှိအခြေအနေကိုတစ်ချက်ပြန်သုံးသပ်ကြည့်ကြရအောင်။အချုပ်ပြောရရင်တော့ဘန်းမော့ရဲ့အခြေအနေကတော်တော်လေးမရေမရာထိနေတော့ပါပဲ။တစ်ဖက်မှာအင်အားကြီးပူးပေါင်းတပ်ဖွဲ့တွေကမြို့ကိုချင်းကပ်လာနေတယ်။တိုက်ပွဲတွေကလည်းပြင်းထန်နေတော့ပဲ။ အထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုတွေတုံးလာတယ်ဆိုတာကဒီတိုက်ပွဲရဲ့အဆုံးဖြတ်ကဘလောက်အထိအရေးကြီးလဲဆိုတာကိုမိမောင်းထုတ်ပြနေတယ်လို့ပါပဲ။ဒီကနောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုကဗမော့တိုက်ပွဲရဲ့ရလဒ်ဟာဒီဒေတာတစ်ခုတည်းအတွက်ပဲလားဒါမှမဟုတ်မြန်မာနိုင်ငံရဲ့စစ်ရေးနဲ့နိုင်ငံရေးမြေပုံတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်တဲ့အစာပြုံမှုတစ်ခုဖြစ်လာမလားဆိုတာပါပဲ။ဒါကတော့အားလုံးကစက်ပြီးစောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ခုပါပဲ။